Hello everyone အားလုံးမင်္ဂလာပါ Show Deploy လေးဟာတရုတ်ပြည်နယ်ဆက်ဖြစ်တဲ့ Return Back ကိုခရီးထွက်มาဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံအထက်ပိုင်းမှာဘလို့အလားတရားရှိရဲဆိုတော့ခံစားဖို့အတွက်ကျွန်တော်ရဲ့ blog ကိုစုံလင်လိုက်ပါကြည့်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခုလက်ရှိရောက်နေတဲ့ဒီနေရာကိုသိချင်ကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်အခုပူတာမျိုးလေးကိုရောက်နေပြီဖြစ်ပါတယ်မြင်းကြီးသားနဲ့ပူတာကိုရှာဖို့တော်တော်လေးခရီးဆက်လိုက်ရတယ်။တောင်းနေရအရင်မဆောက်တယ်ဗျာတည်ရမလား။ဟိုဘရင်းလေးတောင်ဆင်းလို့မရအောင်တော့ဂီယာနဲ့ဆင်းရ ခီယာဝမ်းလေးနဲ့အဲ့လိုမျိုးတောင်စင်းနေဆိုလို့ရှိရင်ပေါ့တော့အဓိကအဲ့လိုမျိုးတလိမ့်ရင်သွားနေတာတကယ်စိတ်ရှိလက်ရှိကောင်းကောင်းနဲ့လို့လည်းတကယ်လေးစားပါတယ်ရှိနာမှာထမင်းဆိုင်ရှိပါတယ်ကျွန်တော်တို့မှာထမင်းစားခဏနာမှာဖြစ်ပါတယ်ထမင်းစားပြီးရင်ပြောကျွန်တော်တို့က return ဘက်ကိုချက်ချင်းသွားမှာအဲ့အတွက်ဒီပူတာရဲ့ view point ပါညာကြီးကျွန်တော်မတင်ပြနိုင်တော့အဲ့အတွက်တောင်းမှမှာပဲတကယ်လို့လားရဲမျိုးလေးပါပူတာပေါ့ရေခဲတော့ပက်ပက်လေးဝင်ရထားပါတယ်အပိုင်း၄ပိုင်းခွဲထားရလို့တီးရပါတယ် မတောင်နေရင်တွေကိုလမ်းတွေဖောက်ထားတာတကယ်ကျွတ်စင်လေးစားရဲ။ဟုတ်ကဲ့ကျွန်တော်တို့ဒါကို return mail ကိုခီးစင်နေပြီဖြစ်ပါရဲ့။ဟုတ်ကဲ့ကျွန်တော်ဆန်းလုံးချက်ရောက်ပါပြီ။အမြင့်ပေ9900ဖြစ်တဲ့ဒီတောင်ဆောင်လမ်းတွေပေါ်ကနေကျွန်တော် ခီးစင်နေရဖြစ်ပါရဲ။ဒီမှာရှိရဲဒေသခံတွေကပြောပါဗျာဟာသားနေနေပေါ့နော်။ ဒီ6ကဘာရရန်နဲ့လုံလို့တဲ့မတော်ဆကား SCN ဖြစ်ပြီးပြုတ်ကျသွားမယ်ဆိုရင်လူမျိုး ND တော်မမအေးရဲ့တခြင်းသုံးဖို့ဆုံးလို့တော့မှအောက်မရောက်ဘူးပေါ့နော်အလောက်ထီအောင်နဲ့တယ်တဲ့ဒါတော့ကျွန်ချင်းချောင်းလက်ဆက်ပေါ့နော်နဲ့အောက်ဆင်းပြီးတော့ခင်ဗျားတို့နေရှုခင်လေးရိုက်ပြမလို့ ကယ်တော့ဗျာဒီအခု blog ရိုင်းနေတဲ့ကင်မရာမန်ကကျွန်တော်မဟုတ်ခဲ့ဘူးကျွန်တော်အမေဖြစ်ပါတယ်ကျွန်တော်မေ return ဘက်မှာအလုပ်သွားလို့တော့ကသူအလိုဟိုရိုက်ဒီရိုက်လေးတွေကိုကျွန်တော်အဲ့ဒီ random clip လေးတွေကိုဟိုဆက်ဒီဆက်ပေါ့ဗျာအတန်လေးတွင်းပြီးတော့ကျွန်တော်ဒီ blog လေးကိုဖန်တီးလိုက်ရဖြစ်ပါတယ် ရှေ့မှာတွေ့ရဗီဒီယိုကလစ်တင်နေဒီပုံနေရာဒါကျွန်တော်အမိပဲရိုက်ပြီးထားဖြစ်ပါတယ်အရင်သားရတယ်ဒီနေရာတွေဟာလူမင်းတို့လွှင့်မိုးတို့ပေါ့နော်လိုဘက်တော့နင်းဆိုရယ်ရုပ်ရှင်ဇာတ်ကားကြီးဟိုးအရှင်တော့အကယ်ဒမီစုပေါင်းများစွာကိုလည်းယူပါတယ်အဲ့ဒီတကားတွေနဲ့ဘယ်နှစုလဲတော့ကျွန်တော်မသိဘူးတော်တော်များတယ်အဲ့ဒီဇာတ်ကားကိုရိုက်ကူးရတဲ့ဒီနေရာဖြစ်ပါတယ်ဒီထက်လာရတဲ့နေရာကြီးလည်းအများကြီးထက်ရှိသေးတယ်ပန်ဝါမျိုးတို့ ရှိန်ခေါအဲ့လိုမျိုးတရုတ်လုံးဝတရုတ်နယ်စပ်ဖြစ်တဲ့ရှိန်ခေါအဲ့ဒီနေရာရဟန်းမိုက်တယ်ဆိုတော့အချိန်ရမယ်ဆိုရင်ခရီးထွက်ဖို့အတွက်ပလန်ချထားရဆိုရင်ဒီလိုဒေတာတွေကိုသွားဖို့ကျွန်တော် recommend ပေးပါတယ်လန်ခီကနည်းနည်းတော့ကျန်တယ်ဆိုပေမဲ့လည်းကျွန်တော်ဒီသဘာဝတရားတွေကခင်ဗျားတို့လို့စီကြိုးနေရဗျာလုံးဝအမောပြေပါမယ်တကယ်ချင်းနေနေပဲဖြစ်ဖြစ်ကိုယ်ရဲ့ချစ်သူရှိသားနေပဲဖြစ်ဖြစ်မတူညီရဲ့မတရားဖြန့်ညီးလို့ရရယ်။အော်နောက်ပြီးတစ်ခုရှိသေးတယ်နော် ထက်ကောင်းမှုလို့အောက်ရွှေစီကိုဆိုတာကြားဦးကြမှာပါအဲ့ဆိုရစကားအတိုင်းပဲကျွန်တော်ဒီဒေတာမှာဗုဒ္ဓဘာသာအတွက်ကောင်းမှုလို့ဖရာကြီးကိုလည်းဖူးမြော့ဝင်ရမှာဖြစ်ပါတယ်ဆိုတော့ဘာလို့လဲလဲဗျာရန်ဟိုတန်နဲ့ခီးစင်လေးဖြစ်ပါတယ်ကလေးလေးနှစ်ယောက်ကဘာစောနေလဲကိုကျွန်တော်လည်းမသိပါဘူးအဖြစ်ကင်းစင်းတဲ့ကလေးလေးနှစ်ယောက်ဖြစ်ပါရဲ့ဒီဒေတာအရင်အေးရဲ့ဗျ ကယ်တကယ်ကျွန်တော်တို့လူကြီးတောင်မှလို့မျိုးလဲတဲ့ချေအိတ်တွေအပြေးဆုံးတဲ့လို့မျိုးနေရသူတို့ကအေးတန်းတော်တော်ခံနိုင်တယ်လို့ပြောရမယ်သူတို့ရဲ့လူမျိုးကတော့ရဝံလူမျိုးလို့ခေါ်ပါတယ်ကချင်ကနေစင်သက်တာပဲကချင်ကနေလို့ချိန်ဖောလို့ရဝံလို့အမျိုးမျိုးရှိရပေါ့နော်ကျွန်တော်ခွေးလေးတွေကိုကြည်နေရအလုံးပိန်းတာတစ်ခါမှမတွေ့ရအောင်နော်ဘဝလေးပြပြလေးပြောသူတို့အမွေးလေးကဖွားဖွားလေးလို့ရှားစီဥရူးချောင်းလည်းပါမယ်ပေါ့ โอเคချစ်ဖို့ခေါ်ပါတယ်โอเคကျွန်တော်ပြည့်ပြည့်စုံစုံလေးပြောပြရတာတစ်ခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့အခုရှောင်းနေရတီနေရရဲ့အခေါ်ဘောပေါ့နော်ခေါင်းလဲဘူးမျိုးနဲ့ return ခြေရွာလေးဖြစ်ပါတယ်ဗျာခေါင်းလဲဆိုတာရဝံဘာသာစကားအရဂျိုင်ဝဲလို့ခေါ်ပါတယ်ဒါကြောင့်ခေါင်းလံဖူးတောင်ကုန်းနဲ့ချာမှာခြိုင်ဝဲနေရလို့လဲဆိုနိုင်ပါတယ် ကေမှာကျွန်တော်တခုပြောပြမယ်เนาะဒီဒေတာခင်ရာလူတွေရဲ့အဓိကအသွက်မူပန်းကြောင့်ဈေးမြင့်တွေတူရယ်ပြီးတော့ဒီမှာအခုတူဒါပို့နေရဆိုလို့ရှင်ဒီမြင်းနေနဲ့ပို့နေရဆိုလို့ရှင်အစာကောတွေလုခေါ်ရယ်เนาะဒါတရုတ်ပြည်ဘက်ကိုပို့อ่ะအရှင်ရဲ့စီဝါဖြစ်ပါရဲ့ဒီရလူတွေအားလုံးဗောစီရေကြီးပဲသူတို့နေပုံထိုင်ပုံသူတို့ရဲ့အိမ်တွေကိုဖောင်းကြည့်နေသူတို့ရဲ့တစ်တားအိမ်မှာတွားလန့်ကြည့်လိုက်တရုတ်ရွှေနေထိုင်လိုက်ရှိရယ် လို Christmas ကာလ ਈ ဆိုလို့ရှိရင်ဗျာလုံးဝပစံအသေးတုံးလားတကယ်တကယ်သူအလိုကြိုက်တဲ့ပစ္စည်းတခုတွေးလိုက်တာလဲလုံးဝစိတ်မစစ်တော့ယူမယ်ယူမယ်ဆိုအားယူ Okay ဟုတ်ပြီဒီအကြောင်းအရာကြီးထားလိုက်တော့ဗျာကျွန်တော်ဘူတူတာရအောင်လို့အားလုံးကိုဒီဒေတာရဲ့အကြောင်းလေးပြောပြမယ်နော်ဒီဒေတာလေးရောက်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံရဲ့မြောက်ဖြားအစွန်ပိုင်းမှာရှိပါတယ်လူဦးရေအားတထောင်ခွဲကျော်ရှိရဲ့အများစုကခရီးရန်ဘာသာဝင်တွေဖြစ်တဲ့လီဆူးလူမျိုးနဲ့ရှဝမ်လူမျိုးနေထိုင်ကြတယ် ကမ္ဘာကျော်ကြောက်စိမ့်နေအများဆုံးထွက်ရှိရာဒေတာဖြစ်ပါတယ်ဒီဒေတာရဲ့အခြေဝန်ကကျတော့2081ထက်သမား39မိုင်အထိကျေဝန်ပါတယ်ဒီဒေတာကိုလာဖို့အတွက်ကအဓိကလမ်းမကြီးနှစ်ခုရှိရပါတော့အဲဒါကြောင့်ပူတာဘက်ကလာလို့ရတယ်နောက်တစ်ခုကကျတော့တရုတ်ပြည်ဘက်ကနေလာလို့ရပါတယ်ပင်လေမြေနှပြင်အထက်4860ပြည်မြင်မာတဲ့တောင်ကုန်းတောင်နယ်တွေပေါ်မှာအိမ်လေးစောက်ပြီးရောနေထိုင်ကြတာဖြစ်ပါတယ် ခူးတာသူသွားပိုးနေကြရတာစကောတွေပေါ့နော်စကောလို့လည်းခေါ်ပါတယ်ဒီဆိုင်ကဲကဲဓမာတွေပေါ့နော်ဒါကြတော့သူတို့ဒီစကောတွေရကြတော့သူပိုင်နေရတော့မဟုတ်ဘူးဒါပေမဲ့သူတို့ပို့ပြီးရတနေ့ရနဲ့တနေ့ရပို့ပြီးရသူတို့တနေ့ကိုဆိုင်ကဲကဲဓမာတွေရတရက်၃သိန်းလောက်ရတယ်လို့ပြောပါတယ်ချိန်နေရတော့၄ရဲ့888ကိုအဲ့တော့နောက်မှ8ခွာကြမှ8အဲ့လိုမျိုး ပြန်သူသွားတဲ့လန်ခီရတဲ့ရှုနေဖွဲ့တင်နေဖူတောင်းအရင်မဆောက်တဲ့တောင်ကြီးကိုတက်ရမျိုးရှိရဲ့တောင်စင်းတွေရောလို့မျိုးနေနေအန်ဒီရဲ့အများရဲ့ဗျာအယောစားတော့နေနေကြီးရဲ့ Okay ဒါဆော့ကော80ဖြစ်ပါတယ်သူတို့ပိုင်နေလော်ဘန်ရတော့တသက်ရှိရပါတော့အဲ့ဒီလော်ဘန်ကြီးကတန်တရာစီလောက်လောက်လိုက်တယ်ပြီးကြလို့ရှိရင်ဝယ်လဲကိုစောင်းနေစီတက်တဲ့ချိန်မှာထိုးရောက်နေလို့မျိုးကြီးလောက်ကြလဲရှိရဲ့ โอเคဒါတော့သူတို့ရဲ့တနေ့တာဖြစ်ပါတယ်။ဒါကြတော့မင်္ဂလာဆောင်ပွဲလေးတပွဲမှ ဖြစ်ပါတယ်။သူတို့ရဲ့ရိုးရတလေရဘလို့ရှိလဲဘလို့ရစားတော့ကြလဲဆိုအောင်ကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်အောင်နော်။ ်ခုနပြောလိုက်တယ်သူဘာသာစကားဖြစ်လိမ့်မယ်နော်ရှဝင်းလူမျိုးဘာသာစကားပေါ့သူမြန်မာလိုပြောလဲကျွန်တော်တိတ်နားမလဲနားတော့လဲပါတယ်အတန်ဝဲလေးနဲ့ချစ်စရာလေးပါဦးမားကျွန်တော်တို့ဆိုလို့ရှင်ဂျေဇူးတင်ပါရဲ့ဂျေဇူးပဲနော်အဲ့လိုမျိုးပြောတာသူကြောင့်အရှင်ဂျေဇူးတင်တယ်နော်အဲ့လိုမျိုးကျွန်တော်ဒီဒေတာလေးကိုဗျာလက်လည်မိသလားလို့လေးလာကြည့်မိရဲ့အရှင်တနာဘူးကောင်းလေဗျာအဓိကလို့လျှက်စင်မိမရဘူးဗျာလုံးဝ ြောအင်တာနက်လိုင်းတွေလည်းတုံးလို့မရဘူးဒီဟာချောင်းကသူ့ဘလူးဆောက်ထားလဲတော့မသိဘူးနော်အဲ့ဒီချောင်းကိုတွားဖို့တဲ့၃ရက်လောက်တော့ကြာရဲ့အဲ့လိုမျိုးဆိုကလေးရကချောင်းမတက်ချင်တော့အလေတဲ့အဆင်းလောက်နဲ့ထွက်တာရှိရဲ့အော်ဆယ်တန်းအောင်လည်းလူပါတဲ့တရားမှမရှိဘူးတဲ့ဒီ2018နောက်ပိုင်းမှာရှိခဲ့တာပေါ့နော်အားလည်းချက်ချပါပါတယောက်တည်းတဲ့ ခေါင်းလယ်ဘုံမြို့လေးကို1990ပြည်နှစ်အလွန်အားစာပြီးတည်ထောင်ခဲ့တာအင်္ဂလိပ်တွေအုပ်ချုပ်တော့သူကတိုးတက်ခဲ့ဘူးလေတဲ့မြို့လေးတစ်မြို့ပေါ့နော်အခုကျတော့တဖြည်းဖြည်းနဲ့လမ်းမဲဆက်တွေ့ရရလဲတိတ်မခေါင်းတော့ဘူးကြာအဲ့ဒီအချိန်မှာလူလူတွေကလည်းအရောက်နေလာပြီးရောကျေးွားအဆင်လေးတသာပဲဖြစ်သွား okay ကျွန်တော်ရဲ့ flow လေးကတော့အောင်မြင်စွာနဲ့ပြီဆုံးသွားပါပြီဒီခေတ်ကြီးကြည့်ရှုပေးကြတဲ့ဒူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်လာမယ့် video တစ်တီမှလည်းအားလုံးနဲ့ပြန်ပြီးတော့ဆုံရင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးရင်လုပ်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်အေးအားလုံးပဲဆင်ပြေပါစေဗျာတတား